live channel ကိုကြည့်ရှုနေတဲ့ညီကောင်မောင်နှမများကိုជីထောက်အစီအစဉ်မှပြန်လည်ကြိုဆိုပါရစေ။ကျမတို့ဒီကနေ့ជីထောက်အစီအစဉ်မှာတော့ယုံကြည်သူနဲ့စေဖို့တကိုးဆိုတဲ့ကောင်းစဉ်နဲ့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။အားလုံးအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေ။မင်္ဂလာပါဆရာ။အော်မင်္ဂလာပါ။ Okay ဒီနေ့မှာတော့ဆရာကိုယုံကြည်သူနဲ့စေဖို့တကိုးဆိုတဲ့ကောင်းစဉ်နဲ့ပတ်သက်ပြီးမှအာအခုမေးချင်ပါတယ်ပထမအဆုံးချက်နေနဲ့ဆရာဒီစေဖို့တဖို့ရဲ့အတိတ်ပြရပါဘူးဆိုတော့လည်းဆိုတာနိုင်နေလေရှင်းပြပေးပါရှင့်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ ဆိုတော့ဒီကျွန်တော် G Talk အစီအစဉ်မှာကျွန်တော်ဆယ်ဖို့တဖို့ဆိုတော့ကောင်းစင်အားဖြင့်เนาะကျွန်တော်တို့ဒူချုံလေးနဲ့ကျွန်တော်တို့ဒီမှာဝင်ခါသွားမှာဖြစ်ပါတယ်ဆိုတော့ခုနနံပါတ်1မေခွန်းကဆယ်ဖို့တဖို့ရဲ့အတိတ်ဘယ်ကသားကိုဆိုလို့လာနော်ဒီမေခွန်းလေးကရမ်းမဲ့ကောင်းပါတယ်ဆိုတော့ဆယ်ဖို့တဖို့ရဲ့အတိတ်ဘယ်ကပါလဲဆိုတော့ចန်းစာထဲမှာဒီလိုဖော်ပြပေးထားပါတယ်အဲចန်းစာထဲမှာဖော်ပြပေးထားတဲ့အရာကတော့ဆယ်ဖို့တဖို့ကမိမိရရှိတဲ့ကောင်းကြီးအလုံးထဲကဆယ်ပုံပုံပြီးမှတပုံကို နော်ပေးတော့အရှင်သာဝရဖျားကိုပြန်လဲပြီးခါမှာပေးအပ်ဖို့နှုတ်ကပတ်တော်ကတွင်တွင်ပေးထားတဲ့အရာပဲဖြစ်ပါတယ်ဆိုတော့ဆယ်ဖို့တဖို့လို့ပြောတဲ့ခါမှာယုံကြည်သူတိုင်းပေါ့နော်ဖျားရဲ့သားသမီးတိုင်းကဒီခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်တဲ့ဖျားရဲ့သားသမီးတိုင်းကဒီဆယ်ဖို့တဖို့ကိုဖျားရှိမှပြန်ပြီးခါမှာပေးဆိုင်ရမယ်ဆိုပြီးမှဖျားရဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ကလိလာခြင်းအဖြစ်တွေ့လို့ရပါတယ် အဲ့ဒါကြောင့်ဆယ်ဖို့တဖို့ရဲ့အဓိကအဓိပ္ပာယ်ကတော့ဗာလဲဆိုတော့အားလုံးကောင်းကြီးမင်္ဂလာထဲကနဲ့ကျွန်တော်ဆယ်ပုံပုံပြီးမှတပုံကိုဖရာအတွက်ကိုကျွန်တော်ပေးဆိုင်ရမယ်ဆိုတော့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြရစီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဒါဆိုရင်ဒီဒုတိယမိခွန်းအနေနဲ့တမချန်းစာမှာရောဆယ်ဖို့တဖို့အကြောင်းကိုဘယ်လိုမျိုးဖော်ပြထားလဲရှာဟုတ်ကဲ့ဆယ်ဖို့တဖို့ကခုနကျွန်တော်နံပါတ်1မိခွန်းမှာဖော်ပြပေးပြီးသွားတယ်လို့ပေါ့ယုံကြည်သူတွေအတွက်ဖြစ်တယ်အဓိကယုံကြည်သူတွေကဒီဆယ်ဖို့တဖို့ကို လုတ်ကိုလုတ်ရမယ်ဆိုတော့ဖရားရဲ့ဒီနှုတ်ဘတ်တော်ထဲမှာတွေ့လို့ရတာပေါ့เนาะအဲအเจ้าရကိုပဲကျွန်တော်ဝက်ပြူရာကျန်အခန်းကြီး20နဲ့ခုအပိုင်ငယ်30မှာစဘာဖြစ်စီတစ်တီးဖြစ်စီမြေကဖြစ်သည်များသောအတီးအနှံဆယ်စုတစုသည်သာဗရာဖရား၏ဗန္နာတော်ဖြစ်၏သာဗရာဖရားဖို့တန်ရှင်းစေရမည်ဆိုပြီးခါမှာဖော်ပြပေးထားတယ်နောက်ပြီးမှကဘာဦးကျန်အခန်းကြီး7အပိုင်ငယ်78က20မှာလည်းပဲ အမြင့်ဆုံးသောဘုရားသခင်ယေဘရောဟိဖြစ်သောရှာလီမင်းကြီးမယ်ခိဇဒက်သည်လည်းမုန်းတဲ့စပည့်ရီကိုဆောင်ခဲ့ပြီးလေကောင်းကင်မြေကြီးရှင်အမြင့်ဆုံးသောဘုရားသခင်သည်အာဗြဟံအားကောင်းကြီးပေးတော်မူပါစေတော်ဟုအာဗြဟံကို ကောင်းကြီးပေးပြီးတေဤရန်သူတို့ကိုတေဤလက်၌အနန္တောမူသောအမြင့်ဆုံးသောဘုရားသခင်လည်းမိင်္ဂလာရှိတော်မူစေတည်းဟုမွတ်ဆို၏အာဗြဟံသည်လည်းဥစ္စာရှိသည်များတို့ကို ထိုမင်းအားဆယ်ဖို့တဖို့ပေးလို့ဤလို့ကျွန်တော်တွေ့လို့ရပါတယ်ခုနအာဗြဟံရဲ့တက်တာမှာလဲကျွန်တော်ကြည့်တဲ့အခါမှာဒီမလခိဇဒက်ကနောက်သူ့ကိုဖျားနာမအဖြစ်ကောင်းကြီးပေးလာတဲ့အခါမှာအာဗြဟံကလည်းသူယန္တူရီချက်နဲ့တိုက်လို့ရတဲ့အားလုံးထဲကနဲ့ဆယ်ဖို့တဖို့ကိုဖျားရဲ့ကျွံဖြစ်တဲ့မလခိဇဒက်မင်းပေးတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်နဘိခမခုနာဝပ်ပြူရာချန်နယ်မှာလည်းကျွန်တော်တွေ့လို့ရပါတယ်ကျွန်တော်တို့ကဒီရတဲ့စီးစိန်လို့ပြောတဲ့အခါမှာ ကျွန်တော်တီးနှံထွက်တယ်ပေါ့เนาะဒီမှာစပါလို့လည်းပေါ်ပြပေးထားတယ်တစ်တီးလို့လည်းပေါ်ပြပေးထားတယ်မြေလို့လည်းပေါ်ပြပေးထားတယ်ပေါ့เนาะဖះရှင်ကြီးကလည်းလာတဲ့ကောင်းကြီးမိန်လာအားလုံးရဲ့ဆယ်ဖို့တဖို့ကိုကျွန်တော်တို့ကဖះရှင်ကိုပေးရမယ်အဲ့အဲ့ရကပါလဲတန်ရှင်းစေရမယ်ဆိုပြီးခါမှာကျွန်တော်တို့ဒီဓမ္မကျမ်းစာထဲမှာလည်းပေါ်ပြပေးထားပါတယ်အဲ့အတိုင်းပဲဒီကျွန်တော်တို့ဓမ္မဟောင်းမှာလည်းခုနကျွန်တော်ဖတ်တဲ့ဟာလည်းဓမ္မဟောင်းမှာဓမ္မသစ်မှာလည်း ဖော်ပြပေးထားပါတယ်အဲ့ဒါရှင်မာသက်အခန်းကြီး23အပိုင်ငယ်23မှာဒီလိုဖော်ပြပေးထားပါတယ်ဒီယေရှုကပြောတဲ့စကားပေါ့နော်လှစ်ဝတ်တော်ကြံပြုစရာဖာရိရှဲတို့တင်တို့ဒီအမင်္ဂလာရှိကြ၏အကြောင်းမူကားပင်စိမ့်ဆမွတ်ဇီယာအတိရရွတ်တို့ကိုဆယ်ဖို့တဖို့လှူကြသည်တွင်တရားသဖြင့်စီရင်ခြင်းသူတပားကိုတနာခြင်းသစ္စာစောင့်တီးခြင်းဟူသောပညတ်တရားတွင် လေးသောအရာတို့ကိုကလှတ်ထားပြီးထားကြ၏အရင်ဆိုသောအရာတို့ကိုမလှမထနောက်ဆိုသောအရာတို့ကိုကျင့်ရမယ်ဆိုပြီးမှခရစ်တော်ကိုယ်တိုင်ကဖာရီရှဲတို့ကိုတွင်တင်ပေးထားတာကျွန်တော်တွေ့လို့ရတယ်အဲ့မှာဆယ်ဖို့တဖို့နောက်ကျွန်တော်ကပေးရင်းနဲ့ဖာရီရှဲတွေကိုဘလောက်အထိကျွန်တော်နောက်မှာပေါ်ပြပေးထားတဲ့ဒီပညတ်တီကိုလည်းလိုက်နာရင်းနဲ့ရှေ့မှာပေါ်ပြပေးထားတဲ့ဒီဆယ်ဖို့တဖို့တွေကိုလည်းကျွန်တော်က တကယ်ပဲဘုရားရဲ့သားသမီးတွေကမှန်မှန်ကန်ကန်နဲ့ဘေးကမ်းတော်ယုံကြည်သူများဖြစ်ရမယ်ဆိုပြီးမှခရစ်တော်ကိုယ်တိုင်ကလည်းတုံ့တင်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်ဆိုတော့ဒါကျွန်တော်ယူထားတဲ့အကြံပိုင်နဲ့ငယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အများကြီးပါကျွန်တော်တို့တွေ့လို့ရပါတယ်စံစာထဲမှာဆယ်ဖို့တဖို့အာလုံးဝယုံကြည်သူတွေက ဖျားထန်တော့မှာပြန်ပြီးခါမှာပေးရမယ်ဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြပေးထားတာအများကြီးရှိပါတယ်ဒီထဲကနေကျွန်တော်ခရစ်တော်ပြောတဲ့ဇာတ်လေးရဲ့နောက်ပြီးမှမောရှိပြောထားတဲ့ဇာတ်လေးဒီအဖြစ်ကျွန်တော်ပြန်ပြီးခါမှာခွန်အားပေးချင်တာဖြစ်ပါတယ်ယေရှုတင်ပါတယ်ဟုတ်ကဲ့ယေရှုတင်ပါတယ်ဆရာဒါဆိုရင်ဒီနောက်ဆုံးအနေနဲ့ဒီစေဖို့တကူဘယ်လိုမျိုးနေရာမှာပေးရတယ်လဲဘယ်လိုမျိုးကောင်းချီးတွေရနိုင်တယ်လဲရှင်ဟုတ်ကဲ့စေဖို့တကူပေးဖို့အခုနကျွန်တော်ပြောတဲ့အတိုင်းပဲဒါဖျားကပြညတ်ထားတဲ့ ညက်တခုလိုပဲကျွန်တော်ပြောပြစီပေါ့နော်ဒါယုံကြည်သူတွေကဖះရဲ့ကောင်းချီးမင်္ဂလာပေးကိုပေးရမှာဆိုပထမလဲကျွန်တော်ကလေ့လာပြီးပြီပေါ့နော်ဆိုတော့အခုနဘယ်လိုမျိုးနေရာကိုပေးရမလဲပေါ့နော်ပေးခြင်းအဖြစ်ဘယ်လိုမျိုးကောင်းချီးခံစားရမလဲဆိုတာကိုဖះရဲ့နှုတ်ကပတ်တော်ထဲမှာလဲဖော်ပြပေးပြီးသားပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်အနေနဲ့ဟိုသုံးထဲမှာပေါ့ဗျာဆယ်ဖို့တစ်ဖို့ကိုဘယ်လိုမျိုးနေရာမှာပေးရမလဲဆိုကျွန်တော်ရဲ့အမြင်နဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တွေ့ရတဲ့အရာကဘာလဲဆိုဆယ်ဖို့တစ်ဖို့ကိုကျွန်တော်ပါဝင်နေတဲ့ local church ပေါ့နော်ကျွန်တော်ပါဝင်နေတဲ့အသင်းတော်မှာဘေးကိုပေးရမယ်ဆိုပြီးခါမှကျွန်တော်ဒီနှုတ်ကပတ်တော်ထဲမှာလည်းပေါ်ပြပေးထားတယ်နောက်ပြီးမှဒီကွတ်တီကြီးတော့သွားပြီးတော့ပေါ်ပြပေးမယ်တေချာလေးလာတော့ဒီအရာတွေကိုကျွန်တော်တွေ့ရတယ်ဘာဖြစ်လို့ကျွန်တော် local အသင်းတော်မှာကျွန်တော်ပေးရတယ်လဲဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ကြီးရာ နောက်ခန္ဓာရေးရာစတဲ့အစအစအရာရာတွေကိုအတင်းတော်ကပဲတာဝန်ယူပေးတာဖြစ်တယ်။အဲ့တော့ကြောင့်မဲကျွန်တော်ကဆယ်ဖို့တဖို့ဆိုတာကကျွန်တော်အတင်းတော်ကိုပဲပေးဖို့သိပြီးခါမှအရေးကြီးပါတယ်။အဲကြောင့်ဆယ်ဖို့တဖို့ကဘသူ့ကိုမဆိုကျွန်တော်ကအတင်းတော်မှာအနှံ့ရမယ်ဆိုတော့တွင်တွင်ပေးတဲ့အရာတွေကိုတွင်တွင်ပေးဖို့သိပြီးခါမှအရေးကြီးပါတယ်။တချို့ကတော့ပြောတတ်ပါတယ်ဒီဖျားရဲ့လူတွေကိုပေးလို့ရတယ်ပေါ့နော်။နောက်ပြီးခါမှတချို့ကျတော့ Sunday School ကို မာဆန်ဒီစကူကလေးတွေကဆယ်ဖို့တဖို့ယူလာပီဆန်ဒီစကူလို့ပေးတတ်တယ်ပေါ့နော်တချို့ကြတော့လဲလူငယ်ဆိုရင်လည်းဒီလိုပဲပေးတတ်တယ်နောက်ပြီးအမျိုးသမီးဆိုရင်လည်းဒီလိုပဲပေးတတ်တယ်အချက်အလက်ကျွန်တော်တို့မှာရှိပါတယ်ဒါပေမဲ့ပုံပြီးခါမှာကောင်းတဲ့အရာကဘာလဲဆိုရင်ဒီလိုမျိုးပေးတဲ့အရာတွေထက်ဆယ်ဖို့တဖို့ဆိုတာကအသိန်းတော်မှာပေးရမယ် ဲ့ဆယ်ဖို့တဖို့ကိုပဲအသိန်းတော်ကနဲ့ဖျားလုပ်ငန်းမှာလှုပ်ဆောင်နေသောသူဒီကိုပြန်ပြီးခါမှအမှုတော်ဆောင်ဒီကိုပေါ့နော်ပြန်ပြီးခါမှလာစာအဖြစ်ကျွန်တော်တို့ကပြန်ပြီးခါမှထောက်မှပေးတယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တဲ့ဒါကြောင့်မဲ့ဒီဖျားရဲ့နှုတ်ကပတ်တော်ထဲမှာလည်းကျွန်တော်တွေ့လို့ရတဲ့အကြောင်းအရာတွေပဲဖြစ်တဲ့အဲကြောင့်ဆယ်ဖို့တဖို့လို့ပြောလာတဲ့ခါမှကျွန်တော်တို့က department လို့ကျွန်တော်ခေါ်တဲ့ဌာနတွေကိုပေးဖို့မဟုတ်ဘူး ဖယားသခင်နေတဲ့ဒီဖယားเจ้าမှာပေါ့เนาะကျွန်တော်ယူဆောင်လာပြီးခါမှဖယားကဆယ်ဖို့တဖို့ဟာသူ့ဥစ္စာဖြစ်တယ်တန်ရှင်းစေရမယ်လို့ပြောထားတဲ့အတိုင်းဖယားရှင်ရှင်မှာကျွန်တော်ကပေးပြီးခါမှကို local church မှာကျွန်တော်ကပေးတော်သူများဖြစ်ဖို့တိတ်ပြီးခါမှအရေးကြီးတယ်။နောက်ပြီးကျွန်တော်ကလေးတွေ Sunday school ကလေးတွေကိုတော်လကောင်းလူငယ်တွေကိုတော်လကောင်းကျွန်တော်တို့ဒီအမျိုးသမီးဌာနတွေမှာတော်လကောင်းကဲလို့ဆယ်ဖို့တဖို့ပေးတယ်လို့ရှိခဲ့တည်ရှိတော့ကျွန်တော်ကအသေးအနော်ကြီးရှင်မှာပြန်ယူလာပြီးခါမှ သင်းအုပ်ရှင်မှာကျွန်တော်ကဆက်ပြီးမှာအသင်းတော်ကြီးရှင်မှာဆက်လက်ပြီးအနန္တတော်ဒီကဏအတီတီဖြစ်ဖို့ပေါ့နော်ယုံကြည်သူတွေကအများတန်းကျွန်တော်လိုက်နာရမယ့်အရာဖြစ်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်ပါပဲလို့အဲအเจ้าရာကိုပဲဒီဆယ်ဖို့တဖို့ဟာအမှုတော်ဆောင်တွေအတွက်ဗိမာန်တော်အတွက်အသုံးပြုလို့ပဲဖြစ်တယ်ဘာလို့လဲဆိုတော့မှုတော်ဆောင်တွေဝါလင်စွာဖြင့်စာပြီးမှဖရားရဲ့ဘုံတော်ထင်ရှားနိုင်ဖို့အတွက်အမှုတော်ဆောင်ဖို့ကဒီအရာတွေကကျွန်တော်အသုံးပြုဖို့ဖြစ်တယ် အဲ့တော့ကြမဲ့တန့်ရှင်းစီရမယ်လို့လည်းဖော်ပြပေးထားတာပေါ့เนาะဒါကြောင့်တိပိခါမရေးကြည့်ပါတယ်အဲ့တော့ဆယ်ဖို့တဖို့ကိုကျွန်တော်ပေးတဲ့ညမှာလူပုဂ္ဂိုလ်တွေကိုပေးတာမျိုးမဟုတ်ပဲねကျွန်တော်ဒီပါမဲနေကိုပေးတာမျိုးမဟုတ်ပဲねဖះเจ้าကိုတက်တယ်ဖះเจ้าမှာမှန်မှန်ကန်ကန်နဲ့ကျွန်တော်ကဖះကိုပေးတယ်ဆိုတော့ဆန္ဒနဲ့ကျွန်တော်ကပေးပြီးခါမှကျွန်တော်ဆယ်ဖို့တဖို့ဟာတန့်ရှင်းစီဖို့အတွက်တိပိခါမအရေးကြီးတယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှ ပြောချင်ပါတယ်တကယ်လို့အဲ့တို့ဆယ်ဖို့တဖို့ကိုမှန်မှန်ပေးကမ်းခြင်းအဖြစ်ဘယ်လိုမျိုးကောင်းကြီးတွေခံစားရတယ်လဲဆိုတော့နှုတ်ကပတ်တော်မှာလည်းပေါ်ပြပေးထားပါတယ်ဥပမာတုတ်တန်ကြအခန်းကြီး3အပိုင်ငယ်9နဲ့10မှာကျွန်တော်ကြည့်တဲ့အခါမှာဆယ်ဖို့တဖို့မှန်မှန်ကန်ကန်ပေးတော်သူနော်အဲ့လိုမျိုးလူတွေရဲ့အတ္တတာမှာဘုရားကဘယ်လိုမျိုးကောင်းကြီးပေးတယ်လဲဆိုတာကိုပေါ်ပြပေးထားတယ်ဆိုတော့တုတ်တန်ကြအခန်းကြီး3အပိုင်ငယ်90မှာတင်းဒီကိုဥ္စာနဲ့အူးအတီးတော်အတီးအနှံရှိသမျှကို ထာဝရဖះအာပူဇော်လော့တို့ပြုလင်တင်ဤစပကြီတို့သည်ကြွယ်ဝပြီးစပြေတီးနေရာတစာတို့ကိုအတစ်သောစပြေရေရှံလိမ့်မည်လို့ဖော်ပြပေးထားတယ်။အဲကြောင့်ဒီမှာပဲတုတ်တန်ဆရာကြီးကလည်းကောင်းကောင်းတဘောပေါက်တာပေါ့နော်။တင်ဒီကိုဥ္စာနဲ့အူအတီးသောအတီးအနှံရှိသမြကိုထာဝရဖះရှိမှာရစ်ပူဇော်ရမယ်လို့ဖော်ပြပေးထားတယ်။အဲ့လိုကျွန်တော်ကရစ်ပူဇော်လို့ရှိရင်တင်းရဲ့စပကြီတွေဟာကျွဲဝပြီးခါမှာ တဲ့ရဲ့စပစ်တီးနေရတစားတို့ဟာဘာဖြစ်လဲနဲပြည့်ရှံဆိုအပြင်ကြွယ်ဝလိုက်ပြီဆိုပြီးခါမှာတုတ်တန်ဆရာကြီးကလည်းဖော်ပြပေးထားပါတယ်ဒီလိုမျိုးကောင်းကြီးခံစားရတာပေါ့ပူပြီးကောင်းတဲ့အရာကဘာလဲဆိုမလခိအားလုံးကသိတယ်ဆက်ခုတစ်ခုလို့ပြောလိုက်ရင်တော့မလခိကျမ်းကိုအားလုံးကသိပါတယ်မလခိအခန်းကြီး၃ပေါ့နော်ဆိုတော့အဲမလခိအခန်းကြီး၃အပိုင်းငယ်၁၀မှာလည်းဒီလိုဖော်ပြပေးထားပါတယ်ဆယ်ဖို့တစ်ခုရှိသည်မြတ်ကိုဘန္နာတိုက်ထဲသို့တွန်းပြီးငါအိမ်တော်၌စားเสียရှိစေခြင်းကပြုကြတော့ ငါဒီမိုးကောင်းကင်ပရင်ပေါက်တို့ကို ဖွင့်ပြီး ကောင်းကြီးမိန်လာကိုအကုံအစင်တွင်းလောင်းမီမတွင်းလောင်းမီကိုထို့တို့စုံစမ်းကြလောဟုကောင်းကင်ဘိုးချေအရှင်သာဗရာပြမိန်တော်မူ၏လို့ဖော်ပြပေးထားပါတယ်။ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေရဲ့အတ္တတာမှာဆယ်ဖို့တဖို့ကျွန်တော်မှန်မှန်ကန်ကန်နဲ့ပန္ဒာတိုက်တဲ့သူဘသူရဲ့ပန္ဒာတိုက်လဲသာဗရာပြရဲ့ပန္ဒာတိုက်အဲ့ကြောင့်ဖယားသာဗရာဖယားပန္ဒာတိုက်ကပါလဲအသိန်းတော်ပါပဲ ဘာလဲဆိုဘုရားရဲ့လူဒီကအဲ့ရလည်းပဲအလုပ်လုပ်ကြတာ။အိုးအဲ့ဒါကြောင့်သူ့ရဲ့ဘန်နာတိုက်ထဲမှာတွင်းပြီးမှာတဲ့ငါအိမ်တော်၌စားเสียရှိစေခြင်းကသူ့အိမ်တော်မှာစားเสียခန္ဓာစိတ်ဝိညာဉ်နော်ဝိညာဉ်ထဲမှာပဲနဲ့နော်ကျွန်တော်လာတဲ့လူတိုင်းကနော်စားเสียရှိစေခြင်းကဧတေဝတ်ကိုကောင်းမှုစွာ ပြုစုနိုင်ဖို့အတွက်ကိုငါအိမ်တော်၌စားเสียရှိစေခြင်းကပြုကြလောလို့ဖော်ပြပေးထားတယ် အဲ့တော့ကျွန်တော်ဆယ်ဖို့တခုကိုမှန်မှန်ကန်ကန်နဲ့ဖရာရဲ့ဘာနာတိုက်ထဲမှာတွင်ပြီးမှဖရာရဲ့ဗိမာန်တော်ထဲမှာကျွန်တော်အလုတ်လုတော်သူတွေလည်းဝါလင်စွာစားနိုင်ဖို့အတွက်ကိုကျွန်တော်ကပြုတ်ဖို့တိပိရေးကြည့်တယ်ဒါကြောင့်ဒီမှာလော့လော့လော့ဆိုပြီးမှသုံးနာတာလေနော်နောက်ပြီးကမှငါသည်တဲ့တကယ်လို့ဆယ်ဖို့တခုပေးတယ်လူမှန်တည်းများဟာတဲ့ငါသည်မိုးကောင်းကင်ပရင်ပေါက်တော့ကိုဖုန်ပြီးတဲ့မိုးကောင်းကင်ပရင်ပေါက်လို့ပြောတယ်နော် တို့ကိုဖွင့်ပြီးမှတဲ့ကောင်းကြီးမင်္ဂလာကိုအကုံအစင်လို့ပြောထားတဲ့တဝက်လို့မပြောတာအကုံအစင်တွန်းလောင်းမီမတွန်းလောင်းမီကိုတဲ့နင်တို့ဆဲဖို့တဖို့ပေးတာမှန်မှန်ကန်ကန်မမှန်ကန်ကန်နဲ့နင်တို့ပေးတယ်လားမပေးဘူးလားဆိုတာမှန်ကန်စွာနဲ့ပေးတယ်လားမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမမှန်မကန်နဲ့ပေးတယ်လားငါဟာအဲ့လိုမျိုးပေးတော့သူဒီကိုနော်ကောင်းကြီးပေးတယ်လားမပေးဘူးလားဆိုတာကိုတဲ့စုံစမ်းကြလော့ ဘုရားကကျွန်တော်တို့ကိုစိန်ခေါ်ထားတယ်စုံစမ်းကြလော့လို့တမဖော်ပြပေးထားပါတယ်အဲစကားကိုဘသူကပြောတယ်ကောင်းကင်ဘူးခြေရှင်ထားပါဘုရားကမိန်တော်မူပြီလို့ဖော်ပြပေးထားတယ်အဲ့တော့ကြောင့်မဲဒီမလခိ30မှာလုံးဝအနဒိဋ္ဌိဖွင့်စရာတော့မလိုဘဲနဲ့အယံမဲเนาะဒီဆယ်ဖို့တဖို့ပေးဖို့ဘလောက်အထိရည်ကြီးတယ်လဲဆိုတော့အကြောင်းအရာတွေကိုဖော်ပြပေးထားတယ်ဘေးသောသူတွေရဲ့အသက်တာထဲမှာเนาะဘလောက်အထိကောင်းကြီးမင်္ဂလာခံစားရတယ်လဲ ဘယ်နေရာကိုပေးရမလဲဆိုတာကိုလည်းတိတိကျကျဖော်ပြပေးထားပါတယ်။တော့အဲဒါကြောင့်ဆယ်ဖို့တဖို့ရှိသမျှတို့ကိုပါနာထိုက်တဲ့သူတွန်းပြီးငါအိမ်တော်၌စားเสียရှိစေခြင်းကပြုကြလော့။ငါဒီမိုးကောင်းကင်ပရင်ပေါတို့ကိုဖွင့်ပြီးကောင်းချီးမိန်လာကိုအကုံအစင်တွန်းလောင်းမီမတွန်းလောင်းမီကိုထိုးတို့စုံစမ်းကြလော့ဟုကောင်းကင်ဘူးချီအရှင်ထာဝရဘုရားမိန်တော်မူပြီးဘလောက်ထိကောင်းမြတ်တဲ့အလဲ။ဒါကြောင့်မကျွန်တော်ထပ်လက်ပြီးကမှဖတ်နေရခြင်းဖြစ်ပါတယ်။အဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေ ျွန်တော်ဒီဆယ်ဖို့တဖို့ကိုဖျားရဲ့အိမ်တော်မှာတွင်းပြီးမှဖျားရဲ့အိမ်တော်ကျဲဝအစွာရှိလာဖို့အတွက်ကိုယုံကြည်သူရောက်စီတိုင်းကလည်းဆယ်ဖို့တဖို့ကိုမှန်မှန်ကန်ကန်ပေးဖို့တိတ်ပြီးခါမှရေးကြည့်ပါတယ်အဲ့ဒါပြီးမှဘယ်နေရာမှာပေးရမလဲဖျားရဲ့အိမ်တော်မှာပေးဖို့တိတ်ပြီးခါမှရေးကြည့်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကမှန်ကန်တဲ့တမန်တရားရဲ့တွင်တင်ချက်အတိုင်းကျွန်တော်ရတဲ့ဆယ်ဖို့တဖို့မှန်တယ်မြတ်ဟာအသင်းတော်ရှိမှကျွန်တော်ကကိုတက်တဲ့ local church ဖျားရဲ့ဗိမ္မာန်တော်ထဲမှာပေးပြီးမှ ဖျားသခင်ရဲ့နိုင်ငံတော်တာ၍ကျေပြတ်စွာကျွန်တော်ပါဝင်နိုင်တော်သူများဖြစ်ဖို့အတွက်ဆယ်ဖို့တဖို့ကိုလည်းကျွန်တော်မှန်မှန်ကန်ကန်ပေးတဲ့ဖျားရဲ့တာသမီတွေဖြစ်ဖို့တပိကမှာရည်ကြီးပါတယ်။အဲ့တော့ကြောင်းဒီအခုနမေခုံမေးသွားတာပေါ့နော်ဆယ်ဖို့တဖို့အကြောင်းအရာကိုမေးပေးသွားတဲ့ဒီဒီထောက်အစီအစဉ်နော်ဥဆောင်ပေးတဲ့ဆရာမမိုးမိုးကိုလည်းထူဝဲကျေးဇူးတင်ပါတယ်လို့ဆယ်ဖို့တဖို့ကတိတ်ပြီးခါမှာယုံကြည်သူတွေအတွက်မရှိမဖြစ်ကောင်းကြီးမင်္ဂလာ ရရှိစေတဲ့နီလန်းနော် ဖြစ်ပါတယ်ဆိုတာကိုထပ်လောင်းပြီးခါမှကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကြားနာတို့ရောက်စီတိုင်းပုံမှာဖျားရှင်ကောင်းကြည့်ပေးပါစေအထူးပဲကျေးဇူးတင်ပါတယ်ဆရာကြီးယုံကြည်သူတွေအတွက်အများကြီးအထောက်အကူဖြစ်မယ်လို့ညော်လင့်ပါတယ်ဆက်လက်ပြီးမှဆရာပေါ်ပါလေဖျားရှင်ဆက်လက်အသုံးပြုပါစေအာမင်အားကြည့်ရှုတဲ့ညီကောင်နှမများအားလုံးလည်းခွန်အားရကြမယ်လို့ယုံကြည်ပါတယ်ရှင်နောက်အစီအစဉ်တွေမှာပြန်လည်တွေ့ကြမယ်